မတ်လ28ရက်နေ့ကကချင်ပြည်နယ်ကိုရောက်ရှိလာတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ဟာကချင်လူထုကောင်းဆောင်တွေနဲ့တွေ့ဆုံပြီးနောက်ကချင်ပြည်နယ်ဆစ်ဆောင်စခန်းရှိသွားရောက်ခဲ့ပြီးစစ်ပီးဆောင်သူတွေကိုအားပေးခဲ့လို့သိရပါဗျ။ဒေါက်အောင်ဆန်းစုကြည်ဟာဝိုင်းမော်မြို့နယ်ခက်ချိုဒုက္ခသည်စခန်းမိုင်းနာ KPC ဆစ်ဆောင်စခန်းမြင်းကြီးနားရွှေဆက်ရက်ွက်ရှိလန်ဆက်စစ်ပီးဆောင်စခန်းမြင်းကြီးနားမြို့ကျွန်းပင်သာရက်ွက်ရှိပရဟိတဖုံးတော်ကြီးကျောင်းများသို့သွားရောက်ခဲ့ပါဗျ။ င်ငံတော်တိုင်မြင်ခပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်ကဆစ်ဆောင်သူနဲ့တွေ့ဆုံချိန်မှာငင်းချိုင်ကိစ္စနဲ့ဆစ်ဆောင်သူများအားအပြစ်စကားပြောကြားဖို့နဲ့တက်နိုင်တဲ့ဘက်မှာကုညီထောက်ပံ့ဖို့ငင်းချိုင်ဖြစ်အောင်လည်းတက်နိုင်တဲ့ဘက်ကစ조사ကြဖို့ဆရာတွေကိုပြောကြားခဲ့ပါတယ်။ငါတို့ကဆစ်ပေးဆောင်ဆစ်ဆောင်ဒုက္ခတဲ့စကားမှနေခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီစကားမှနေခဲ့ရလို့ဘယ်လိုပညာတွေဘယ်လိုအရေးချင်းတွေငါတို့မှရတဲ့အခွင့်အရေး ချိခဲ့တယ်ဆိုတာမျိုးဖြစ်စေချင်ပါဘူး။ပြောရမယ်ဆိုလို့ရှိရင်အကောင့်တွေကအစိုးပေါ့နော်။အစိုးတွေကအကျိုးများဖြစ်အောင်လို့လုပ်နိုင်တဲ့အခွင့်အရေးတွေကိုဘာလို့ဖန်တီးပေးနေစီပါလဲ။အဓိကအားဖြင့်တော့လေးတွေရဲ့ပညာရေးနဲ့တာမဏေကိုဘာလို့ဦးစိုက်နေစီပါလဲ။နောက်ပြီးတော့လူကြီးအတိတ်ပဲအိုတဲ့ဟိုစာတာမဏေမကောင်းပါနဲ့။အဲ့ဒီဟာမှာတော့အကန့်အသတ်ရှိတယ်ဆိုတော့ဒီမှာပုံပွင့်နေနေပြောကြည့်ပါလိမ့်။အလို့ဆိုတာပုံဖန်တီးတိုင်းဖြစ်လာတာမဟုတ်ပါဘူး။တောင်းတဲ့ဟိုဒီတာမဏေ စီစဉ်စီစဉ်မှုတွေကတော့ပါလို့ပို့ပြီးတော့လုပ်ပေးနိုင်တဲ့အနေအထားမှာရှိပါတယ်နိုင်ငံကလူဦးရေ53သန်းရှိပြီးစစ်ပေးသဘာဝဘေးတွေနှစ်သိန်းကနေ3သိန်းကျားမှရှိနေရလို့ဒေါ်အောင်ဆန်းစုကြည်ကအခုလိုပဲဆက်လက်ပြောပါရယ်အားလုံးဘယ်နှယောက်ရှိလဲဆိုပြီးတော့ကျွန်မမေးပါတယ်မေးတော့ကျွန်မတိတိကျကျလမ်းမှာတော့ဖြေမရခဲ့ပါဘူးဒါပေမဲ့သိန်းနဲ့ချီပြီးတော့ရှိနေပြီအဲကြမ်းမြအဖြစ်နှစ်သိန်းကိုပဲ3သိန်းလောက်ရှိမယ်လို့ကျွန်မတို့မှားရပါတယ် ပြီးတော့ကျမစဉ်းစားတယ်ကျမတို့နိုင်ငံမှာဆိုလို့ရှိရင်အဲလူဦးရေက90သုံးသန်းကျော်လောက်ရှိမယ်လို့ကျမတို့ခန့်မှန်းထားတယ်အဲတော့လူဦးရေ90သုံးသန်းကျော်ရှိတဲ့နိုင်ငံမှာလူဦးရေ2သိန်းကျော်3သိန်းအတွက်ကျမတို့တောင်းပန်မြူနိုင်မလား ီမှာပုံမှန်လင်းလင်းပြောရင်တော့တခြားလူတွေကအားကိုးရတာမကြိုက်ဘူးကို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 အားကိုးခြင်းအဲ့တော့ကျမတို့နိုင်ငံလူနိုင်ငံသားများဟာကိုယ့်အချင်းချင်းကိုပြန်ပြီးတော့မကြည့်နိုင်ဘူးလားဆစ်ဆောင်သူတွေကလေယာဉ်မြေဆုံးရှုံးမှုများအခုကြီးထောက်ပံ့လျှော့ချမှုများအလောက်ကန်ရှောက်ပမှုတွေကိုပြန်လည်တင်ပြမှုရှိခဲ့ပါတယ်တော်အောင်ဆန်းစုကြည်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌအနေနဲ့2015ခုနှစ်မေလအတွင်းမှာကချင်ပြည်နယ်ပူတာအိုခီးစင်ကိုတွားရောက်ခဲ့ပါတယ်။